အရင်ပိုင်းမှာပြောခဲ့တဲ့အတိုင်း Ganishka ရဲ့ Monster အိနဲ့ Griffy ရဲ့ Apostate တက်တီကထိတ်တိုက်တီးနေကြပြီးစောက်ချိုးမပေးရဲ့ကောင်းနေချင်းချတာဆိုတော့ကျွန်တော်ကတော့များများတည်တည်ကြိုက်လိပါပဲဇွတ်တိုးဝင်လာနေတဲ့ Monster တွေကို Grand Bay ဆိုတဲ့နဂါးကြီးက Fireball သုံးလုံးနဲ့မှုတ်ပြီးဖြည့်ရှင်းပစ်လိုက်ပါတယ် Grand Bay နဲ့တူဒီ Monster ကြီးရှင်ရက်နေတဲ့ Manga Pen တွေကြီးကလည်းတော်တော်မိုက်ပါတယ် Apostate တွေအားလုံးကိုနီးကိုအန်နဲ့တိုက်ခိုက်နေကြပြီး Sword ကလည်း Superman ထာနဲ့ Monster တွေရဲ့ခန္ဓာကိုယ်တွေကို ပြန်ပြီးတိုးဝင်ဖောက်ထွက်ပစ်လိုက်ပါတယ် ဒီလိုနဲ့ Griffith ဘာမှလုပ်စရာမလိုပဲရက်နေုံနဲ့သူ့ရဲ့ Apostle စစ်တပ်ကြီးက Monster ကိုဖြည့်ရှင်းနိုင်နေပါတယ်။ဒါပေမဲ့ Holy See တပ်ဖွဲ့တွေ Milan ခေါင်းဆောင်တွေမင်းသမီးလေးနဲ့ပုတ်ဟန်မီတို့ပြင်စီလက်တို့ကောင်တွေပါမျက်လုံးမျက်စံပြူးကုန်ပြီးဝါဒီမွန်ဆိုတဲ့ရှီပီးတက်ကအဲ့ရှီပီးတက်ကလူတွေမဟုတ်ဘူးပဲ Monster ကြီးပဲဟာဒီကောင်တွေကလူတွေမဟုတ်ဘူးဒါကြောင့်အစရဲတခုခုတော့မူမမမာဘူးဆိုတော့သတိထားမိတယ်။ဒါပေမဲ့ဒီလောက်ကြီးကြီးမျောလို့မထားဘူး။သွားပြီ။မေးလိုက်တော့ ဒါလိုမကောင်းစွားကြီးတိုက်နေရဲ့ဂျားရဲမှာငါတို့လူသားတွေကဘာမှလုပ်နိုင်တာမရှိဘူး။ဘာလို့လဲ။ဘာလို့တိုင်းငယ်ကဒါလိုမကောင်းစွားကြီးကိုဥဆောင်နေရတာလဲ။နေပေါင်။ဧကန်က "तू လည်းဒါလိုမကောင်းစွားပဲလား။မွန်စတာတစ်ကောင်ပဲလား"ဆိုပြီးလူတိုင်းလူတိုင်းကတယောက်တစ်မျိုးပြောဆိုနေကြတော့မှာ။နင်တို့ကအယူကြီးပဲဆိုရဲခေါင်းထဲကအတန်တန်ကိုကြားလိုက်ရပါရဲ့။အပြင်ကစကားတန်မျိုးမဟုတ်ပဲခေါင်းထဲမှာပဲကြားလိုက်ရတဲ့အတွေးစကားတန်တစ်ခုဖြစ်တာကြောင့်အတန်ရှိရဘက်စီကိုလှမ်းကြည့်လိုက်ကြတော့ မျက်နှာထားတင်းနေတဲ့ဆိုနီယာကိုတွေ့လိုက်ကြရပါတယ်။ဆိုနီယာဆက်ပြီးလူသားတွေမကောင်းဆိုးဝါးတွေနဲ့ခွဲခြားနေကြသေးရဲ့။အဲ့ဒါဘာရေးပါလို့လဲ။မွန်စတာတွေဆိုတော့ဘာဖြစ်လဲ။သူတို့တွေတောင်ထိခိုက်ခံပြီးငါတို့အတွက်တိုက်ခိုက်ပေးနေရပဲဒီ။လူသားပဲဖြစ်ဖြစ်မကောင်းဆိုးဝါးပဲဖြစ်ဖြစ်ငါတို့အရှင် Griffith ဘက်ကနေတိုက်ခိုက်ပေးနေတဲ့တိတ်ငက်ဖွဲ့သားတွေပဲ။အားလုံးကတူတူပဲလို့ဘရီဘရာတွေရှောက်အဝင်းနဲ့ဖီးတွေတက်ပြီးရန်သူမွန်စတာအီစီကိုပြေးဝင်သွားပါတယ်။ အာမတန်နာကြီးကိုဖင်ရပြီးပြေးဝင်သွားတော့အစားခံရတော့မဲ့ချိန်မှာမြားတစင်းကမွန်စတာရဲ့ခန္ဓာကိုယ်လေးကိုဖောက်ဝင်သွားပြီးအထဲရောက်ခါမှာမြားဘေးဘက်ကိုစူးရီအခက်တွေထွက်လာပါ诶တော်တော်လေးခံစားရမယ်တဘာဝလွန်မြားချက်ကြီးပါမွန်စတာကောင်လေတေကန်ကြီးမှာလုံမိလို့ရလုတ်ပြီးဆိုနီယာကိုလှန့်ကိုက်စားမဲ့ချိန်မှာချိန်မီလေးအာဗန်ကဝင်ခဲ့တာကိုခံလိုက်ရပါ诶 ဒီနေ့ဗီဒီယိုပံ့ပိုးပေးထားတာကတော့ GoMoMo Kisoe Telegram Channel ဖြစ်ပါတယ်။ဒီ Channel မှာတော့ Pepsi အကောင့်တွေကိုကိုမစော့တော့လို့ရောင်းချင်တာပဲဖြစ်ဖြစ်အကောင့်အသစ်ဝယ်ဆော့ချင်တာပဲဖြစ်ဖြစ်တသိန်းကနေ330ဒီစိတ်ချလက်ချရောင်းလို့ဝယ်လို့ရပါတယ်။ဒီ Brother ဆယ်လာလုံးနေကြပြီဖြစ်ပြီးသူ့ကိုယ်ပိုင် Customer တွေလည်းရှိတယ်လို့ပုံမှန်လည်းရောင်းနေရတာကြောင့်အလိန်ညာဖြစ်မှာတော့စိတ်ပူစရာမလိုပါဘူး။ကျွန်တော် Channel ကိုပုံမှန်ကြည့်နေကြရောက်ပါရင်လာဝယ်ရင်ဈေးလျှော့ပေးဖို့လည်းကျွန်တော်ပြောထားပါတယ်။ Channel လေးကိုတော့ကျွန်တော် Description မှာချပေးထားပါမယ်။ဒါကတော့ Archer Arvin ရဲ့ Apostle Farm မှာ Griffey ရဲ့နောက်လိုက်အဖွဲ့သားကြီးအားလုံးလေစောက်ပိုးကြီးဖြစ်တာကြောင့်ဆူနီယာစကားကိုနားယောင်ပြီးစိတ်သက်တည်တက်ကြွလာကြပါတယ်။ Monster ရဲ့လူသားတွေမခွဲတော့ဘဲနဲ့တိုက်ခိုက်မှုကြွေးကြော်နေကြပါတယ်။အဲ့ချိန်မှာပဲ Griffey ကလှည့်လာပြီးတက်ဖွဲ့အားလုံးနားထောင်ပါ။ War Demon Monster တိုက်ကြီးခိုက်မြင့်ကြပါတယ်။ဒါပေမဲ့သူတို့ဒီလောက်တိုက်ခိုက်နေတာတောင်မှရန်သူကအယမ်းများတာကြောင့်အကုန်လုံးကိုမထိန်းနိုင်ဘူး။ဒါကြောင့် War Demon တွေကိုကြောပြီးအနားရောက်လာတဲ့ Monster တွေကိုအမြောက်တွေမြားရည်နဲ့ပစ်ပါ ီးရင်မြင်းစီးသူရဲတွေနဲ့လှန်သမားတွေကထွက်ရင်ဆိုင်ကြမယ်။တင်းငတ်ဖွဲ့နောက်တစ်ချိန် Vettel Formation အသင့်ပြင်မယ်ဆိုပြီးအမိန်ပေးလိုက်ပါတယ်။ Griffey ရဲ့ main တိုင်းမှာကျွန်ထွက်လာတဲ့ကောင်တွေကိုအနာကတ်တာနဲ့အမြောက်နဲ့တဲထု crossbow နဲ့ပစ်ပြီးရင်မြင်းစီးသူရဲတွေကရှေ့ကိုပြေးထွက်လာပြီးဘယ်ညာနှစ်ဖက်ကနေဓာတ်ရည်နဲ့ဝိုင်းခုတ်ကြပါတယ်။ခုတ်ပြီးတာနဲ့လည်းလှန်နေတဲ့တစွစုဝိုင်းထိုးကြပြန်ပါတယ်။ Apostery နဲ့အပြိုင်လူသားစစ်တပ်တွေလည်းအုံနောက်ကိုတုံပြီးတိုက်ပွဲဝင်နေကြတာပါ။ ဆိုနီယာကိုကယ်ထားတဲ့အားပိုင်ဟာသူတိုက်ပွဲဝင်တော့မှမူအန်ဒီအများတာကြောင့်ဆင်းတော့ဆိုပြီးပြောပေမိ့ဆိုနီယာကတော့သူ့ဆောက်ကျင်တိုင်းမဆင်းဘူးလို့ညင်းပါတယ်ဒါဆိုလည်းခေါင်းကုန်ပြီးတေချာကင်ထားလို့ပြောရင်းနဲ့အားပိုင်ဟာသူ့အမိအမွှေးတွေကိုဆွဲနှုတ်ပြီးဂျိုနီချောင်းကိုလေးကိုင်းအဖြစ်သုံးရင်းနဲ့ရှယ်ထုပါတော့တယ်တစ်ချက်တိုင်းဟာခန္ဓာကိုယ်ရဲ့ရောက်ခါမှာအကျွမ်းတက်တွေထွက်လာတာဆိုတော့ခံရတဲ့ကောင်တွေတော့တော်တော်လေးမသက်သာပါဘူးအမွှေးတွေဆွဲနှုတ်ရင်းနဲ့သုံးချောင်းပူးတွေလည်းဆွဲပါတယ် အားပိုင်ကအမှန်ငင်တီးပြီးနေတော့လူသားတွေလည်းစိတ်တက်ကြွလာကြပြန်ပါလေ။ပိုစတာတကောင်ကတိုက်ခိုက်နေတဲ့အေးနေပြီးအစားခံရတော့မယ့်ချိန်မှာလူသားစစ်သားတွေကပြေးဝင်လာပြီးမွန်စတာကိုလှန်နေနဲ့ဝိုင်းထိုးကြပါလေ။လူသားတွေစားခံရတော့မယ့်ချိန်မှာလည်းအပိုစတာကောင်တွေကဝင်လာပြီးမွန်စတာကောင်ရဲ့ပါဇက်သေးကိုလက်တီထိုးပြီးကြိုက်တဲ့ကောင်ကကြိုက်နေအကြောက်လန့်နေမှရှိပြီ။လူသားရင်းနဲ့အပိုစတေရီယာတယောက်ကိုတယောက်ပြန်ကယ်ကြရင်နဲ့တာမန်လူပဲတသားရဲ့ဖြစ်အတူတူတိုက်ခိုက်နေကြပါဘော်ရီ။တာရဲနဲ့လူသားရီဝံပလွေနဲ့သူငယ် မြင့်မြတ်မှုနဲ့ကောက်ကျင့်မှုအိမ်မက်နဲ့လက်တွေ့ရှင်သန်ခြင်းနဲ့တည်ခြင်းစန့်ကျင်ဘက်တွေတသားရဖြစ်နေတာပါဒိုင်ဘာကတော့ဂါရူတာကိုစီးရင်နဲ့အပေါ်ကနေစစ်မြေပြင်ကိုကြည့်ပြီးကိုမျက်စိကိုတော့မယုံနိုင်စရာပဲလူသားရင်နဲ့အပေါ်စတေအတူတူတိုက်ပွဲဝင်နေကြတာဟာအပေါ်စတေဆိုတာလူအမိုက်တွေပဲလူဘဝမှာရှိတော့အီကိုစောင့်ရင်းမြင့်လူဝင်ဆန္ဒကိုရှေ့တန်းတင်နဲ့ကိုလိုချင်တာကိုရဖို့ဘသူ့အမဆိုချနိုင်မဲ့ကောင်စားမျိုးတွေယွန်စရာကောင်းတဲ့ကောင်တွေ အခုဒီကောင်တွေကတာမန်လူသားတွေနဲ့အတူစီစီလုံးလုံးတိုက်ခိုက်နေကြပါလားတယောက်ယောက်ကဖိအားပေးလို့လုပ်ရတာမျိုးမဟုတ်ပဲသူတို့ကိုယ်တိုင်ကိုလူလူလားလားနဲ့တိုက်ခိုက်ပေးနေကြတာပဲဆိုပြီးဒိုင်ဘာတယောက်တန်းတော်နဲ့ရေရွတ်နေမိပါတယ်ကန်နစ်ကတိုက်ပွဲနာကိုရောက်လာပြီးရှေ့တန်းမှာတိုက်ခိုက်နေကြတဲ့မွန်စတာတွေအပေါ်စတယ်ရဲ့စစ်မီပြုံသူ့လူကိုလူမခွဲပဲခြေထောက်ကြီးနဲ့နင်းချပစ်လိုက်ပါတယ်ချိန်နှင်းလိုက်တဲ့အချိန်ကြောင်းဘေးနားကလူတွေမြင်းနေပါလွန့်စင်လဲကျသွားကြပြီမြင့် အဲ့အချိန်မှာဝုံကနေအာယူရဲ့တန်နဲ့တစုံတစ်ခုကကောင်းရင်မို့အချိန်မြင့်မြင့်နဲ့ပြန်တက်သွားပါလေအခြားတော့မဟုတ်ပါဘူး sorti immortal ရဲ့အပေါ်မှာ graphic ကတက်စီးပြီးပြန်သွားတာပါ ganish ကရဲ့လက်တံတွေကိုကြွေရှောင်ပြန်ရင်းနဲ့ဟိုးအပေါ်ဆုံးထိရောက်တော့ graphic ကိုချပေးလိုက်ပါလေတကယ်တော့ graphic နဲ့ sort နှစ်ယောက်တည်းမဟုတ်ပါဘူး raksha ကလည်း sorti ရဲ့တောင်းမန်နဲ့မှတသားရေးဖြစ်အောင်ဝင်ကပ်ပြီးတော့တိတ်တိတ်လေးလိုက်လာပါလေ Griffith ကမျက်နှာပြင်ပေါ်က Kaniska ရဲ့ခန္ဓာကိုယ်အလဲအကြောအမြစ်တွေဆုံရစီကိုရှောက်လာပါရဲ့။အဲ့နေရာမှာ Kaniska ရဲ့မျက်နှာကြီးတွေပေါ်လာပါရဲ့။ Kaniska ငယ်စဉ်ကလေးကစားတော်ပွဲမှာအစိတ်ခတ်တက်ခံရပူပြီးတော့ကံကောင်းလို့မတည်ခဲ့တာပါ။အစိတ်ခတ်တဲ့သူကတော့ Kaniska ရဲ့မိခင် Meroy ကိုယ်တိုင်ပါပဲ။ငါမေကငါညီကိုပိုချစ်ခဲ့တယ်။အငဲကောင်နန်းတရားဖို့အတွက်သားကြီးဖြစ်တဲ့ငါ့ကိုသူမကိုယ်တိုင်အစိတ်ခတ်တတ်ခဲ့တယ်။ကို့ကိုချစ်ခင်ဆုံး အကျဉ်းသာဆုံးလို့ထင်ထားခဲ့တဲ့အမေကိုတော့ငါယုံကြည်လို့မရဘူးအဲ့တော့လေသူချစ်တဲ့သားငယ်ငါရဲ့ညီတော်ငါကိုယ်တိုင်တတ်ခဲ့ရတာပေါ့သူအချစ်ဆုံးသားငငယ်နုနုလေးနဲ့အိယာထဲမှာဓာတ်ထိုးခံရပြီးတည်နေတဲ့လောင်းုံမြင်တော့သူမှမခံစားနိုင်မင်းနဲ့ကိုကိုကိုတတ်တည်သွားခဲ့တယ်အမေမပီသားရဲ့ငါအမေနဲ့ငါညီကိုဖြည့်ရှင်းပြီးသွားတာတောင်မှခိစ္စရီကပြီးမသွားခဲ့ဘူးမဟုတ်ဘူးဘယ်တော့မှလည်းပြီးမှာမဟုတ်ဘူးနန်းတော်ထဲမှာရှိသမျှတော်ဝင်မျိုးနွယ်တွေဆွေကြီးမျိုးကြီး မူးမက်တွေအကုန်လုံးကကုညီအောင်ပန့်ပိုးအောင်စောင့်နေကြပြီမိအခွင့်တိုင်တော်လန်ပုံကံမှုစောင့်နေကြတဲ့သူတွေကြီးပဲနောက်ထပ်နန်းတက်လာမင်းငါ့ကိုအိမ်ရှိဆံမင်းသားကိုတတ်ဖို့အတွက်ကြံစီနေကြတဲ့ကောင်တွေကြီးပဲငါအဲ့လိုကောက်ကျစ်တဲ့မျိုးဝေးကြီးကြဲမှာအသက်ရှင်နိုင်အောင်စူးစမ်းရုံးကန်ပြီးညံုံလွှာပြီးနေခဲ့ရတယ်အဲ့ကောင်တွေပြီးတော့အရွယ်ရောက်စမင်းသားတယောက်တွေရင်ဆိုင်ရခက်တဲ့အရာတော့ဘရင်ကြီးရဲ့မျက်လုံးတွေပဲတန်တရားကြီးမယုံကြည်မှုတွေပြင်းနေလှမ်းကြည့်နေတဲ့ပလင်ပေါ်ကဘရင်ကြီးရဲ့အကြည့်ကြီးအစိမ်းကလွန်းနေတယ် တရက်မှာတော့ဘရင်ကြီးတိုင်ကန်လဲ့လေနေတော့မှာစီးတော်ရင်ဖြစ်တဲ့စင်ကြီးကမှုံယိုပြီးထိမ့်မရတာကြောင့်ဘရင်ကြီးဆင်းလင်းခံရပြီးနဲ့ရွာဆန်သွားတယ်။တကယ်တော့ဒီကိစ္စကလည်းသဘောရိုးမဟုတ်ပဲနောက်ွယ်ကလှုပ်ကြံသူတွေရှိခဲ့တယ်။ဒါလို့နဲ့ငါဖခင်ဘရင်ကြီးနဲ့ရွာဆန်ပြီးတဲ့နောက်မှာငါနန်းတက်ပြီးဘရင်ဖြစ်ခဲ့ပြီမဲ့အဲ့ချိန်ဒီစိတ်မအေးရသေးဘူး။နိုင်ငံငယ်လေးတစ်ခုမှအထွေထွေညှုသေးတဲ့အသက်ငယ်ငယ်မင်းသားတစ်ယောက်ကနန်းတက်လာတာကြောင့်ဒါကိုအခွင့်ကောင်းယူပြီးငါနိုင်ငံကိုကျူးကျော်ဖို့ချောင်းနေခဲ့တဲ့အခြားနိုင်ငံကြီးတွေအများပြားရှိခဲ့တယ်။ အသက်ရင်သေးရမယ့်လောကကြီးမှာငါအသက်ရှင်နိုင်ဖို့အတွက်စိတ်ရောကိုယ်ပါစည်ရည်ပြူပါရီစစ်ပွဲရဲမှာမြုပ်နှံခဲ့တယ်။ငငယ်တဲ့ကမျိုးမျိုးကောက်ကျစ်ရုံမာတဲ့သူတွေလောက်ကျန်တက်ဖြတ်ဖို့ချောင်းနေတဲ့သူတွေကိုဖျက်ချော်ပြီးရှင်သန်ခဲ့ရတာကြောင့်တည်ခြင်းတရားကိုငါမကြောက်တော့ဘူး။တတ္တိအပြည့်နဲ့တည်ခြင်းကိုလွန်ဆန်ကျော်လွှားနိုင်အောင်တိုက်ခိုက်ခဲ့တယ်။ငါအကြောက်တရားကိုအားထားခဲ့ရတယ်။လူတွေငါ့ကိုကြောက်တဲ့ကြောက်လာအောင်လုပ်ရတယ်။အကြောက်တရားကငါ့ကိုတစ္ဆာမဖောက်ရဲအောင်ကာဝယ်ပေးမယ့်တရားတစ်ခုဖြစ်ခဲ့တယ်။ ော်ဝင်ရိုးရာတွေရအိန္ဒိယနိုင်ငံတခုကမင်းသမီးတစ်ပါးနဲ့လက်ဆက်ပြီးတာဝုတယောက်ပါရခဲ့။ဒါပေမဲ့ငါရဲ့စိတ်ရောကိုယ်ပါစစ်ပွဲစီမြုပ်နှံထားတာဖြစ်လို့မိဖုရားနဲ့တားတော်ရှိရာနန်းတော်စီကိုရံဖန်ရံကာပဲရောက်ဖြစ်တယ်။ဒါပေမဲ့ငါသွားရင်တော့သွားလို့ရပါရဲ့။ငါကိုယ်တိုင်ကငါကြုံတွေ့ခဲ့ရတာတွေကြောင့်အမေနဲ့သားဆက်ဆံရေးကိုကြောက်ခဲ့တာ။မမြင်ရခဲ့ဘူး။အမေနဲ့သားဆက်ဆံရေးကိုနောက်တစ်ချိန်လည်းငါမျက်စိရှိမှမမြင်ချင်ဘူး။ဒီလိုနဲ့နှစ်ပေါင်းလပေါင်းများစွာကြာလာတဲ့အခါမှာတော့ ငါဟာတိုက်ပွဲပေါင်းများစွာကိုအောင်နိုင်ပြီးကြီးမြတ်တဲ့စစ်အေဂရီတယောက်ဖြစ်လာခဲ့တယ်။အောင်မြင်မှုတွေနဲ့အတူကမ္ဘာတစ်ဝန်းလုံးကိုသိမ်းပိုက်ပြီးအကြီးမားဆုံး empire ကြီးကိုထူထောင်ခြင်းနဲ့ငါရဲ့ပြင်းပြတဲ့စိတ်ဆန္ဒကြီးမန်းချက်ကလည်းပေါ်ပေါက်လာခဲ့တယ်။နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာငါနန်းတော်ကိုစားပွဲတစ်ခုတက်ရောက်ဖို့အတွက်ပြန်လာခဲ့တယ်။အချိန်နေသာပြောင်းသွားပြီမဲ့လူစရိုက်တွေကမပြောင်းသွားခဲ့ဘူး။ငါအစိတ်ခတ်ခံခဲ့ရတယ်။ငါသားတော်ရဲ့တော်လန်ပုံကံမှုကိုခံခဲ့ရတယ်။ စိတ်ခက်ယုံနေမကပဲသူ့နောက်လိုက်တည်နေငါ့ကိုမတည်မချင်းလှန်နေထိုးတက်ခိုင်းနေအဲ့ချိန်မှာဆွဲမိဆွဲရဆွဲလိုက်တော့လက်ထဲမှာထူးဆန်းတဲ့ကြောက်တုံးတစ်ခုကပါလာတယ်။လမ်းဘေးမှာတွေ့ခဲ့ဘူးရစာတူးတယောက်ပေးလိုက်တဲ့ကြောက်တုံးကနေတဆင့်လိုအပ်တဲ့စတေးမှုတွေလုပ်ပြီးငါအဖို့စတေဘွားကိုယောက်လာခဲ့ရတာပဲဆိုပြီးသူ့အတိတ်ကိုပြန်တွေးနေရင်းနဲ့လက်ရှိပစ္စုပန်ကိုပြန်ရောက်လာတော့အရန်စူးတဲ့အလင်းရောင်ကြောင့်မျက်လုံးကိုတော်အားယူပြီးဖွင့်နေရပါတယ်။အလင်းရောင်မလားအရန်စူးတယ်။နှွေးလဲနှွေးထွေးတယ်။ ဒါပေမဲ့ငါဒီအလင်းကိုထိလို့မရဘူးငါလောင်ကျွမ်းသွားလိမ့်မယ်ဆိုပြီး Ganesh ကတယောက်ရေရွက်နေတော့မှာမင်းမြင်နိုင်ပါလေအလင်းရောင်မင်းခံစားနိုင်နေစစ်မှန်တဲ့အလင်းရောင်ဆိုတာနှက်ဆိုင်နဲ့အမှောင်တူးထဲမှာပဲရှာတွေ့နိုင်နေဆိုတဲ့အတန်နဲ့သူ့အပေါ်မှာအုပ်မူထားတဲ့ Phantom တို့တွေ့လိုက်ရပါတယ်မာနာ ਈ ထောင်လွှားနေခဲ့တဲ့ Ganesh ကတရားသူ့အပေါ်မှာအုံမူပြီးကြည်နေတဲ့ Phantom တို့ရဲ့မျက်ဝင်းတွေကိုမရှင်ရဲပဲမန်လျှော့ပြီးတော့မှီးဆက်နားယူဖို့လုပ်နေချိန်မှာဒါတချောင်းကဘာမှမရှိရဲ့လေဟာပြင် space ကိုခွဲလိုက်ပြီး အဲ့အကွဲကြောင်လေးကနေစကားနိုက်ကြီးရောက်ချလာပါရီဆော့ကသူ့တခင်ကိုကာကွယ်ဖို့ကြိုးစားပေမဲ့စကားနိုက်ကတော့ရတဲ့အခွင့်အရေးကိုလက်လွတ်မခံဘဲဂရစ်ဖစ်ကိုဓာတ်နဲ့ခုတ်ချလိုက်ပါရီဒါပေမဲ့ဓာတ်ချက်က space ကိုခွဲနိုင်ပေမဲ့ဂရစ်ဖစ်ရဲ့ခံနာကိုတော့မထိနိုင်ပေအကွဲကြောင်တစ်ခုဖြစ်ပေပေါ်သွားတာကြောင့်စကားနိုက်ကြီးနောက်တစ်ချက်ထက်ခုတ်ပါရီအဲ့ချိန်မှာတော့ဇော့ကရောက်လာပြီးသူ့တခင်ကိုကာကွယ်ဖို့တီးချလိုက်တာကြောင့်စကားနိုင်ရှောင်းလိုက်ရပါတယ်ဂရစ်ဖစ်ကတော်တော်ကြီး powerful ဖြစ်လွန်းလို့ဇော့ရဲ့ဓာတ်ချက်နဲ့မတက်ရောက်တာပါ ဖမ်တူကငမင်းကိုစောင့်နေခဲ့ပေါ်ရန်ကြီးကိုမဲလိုက်နေတဲ့အယိုးစုသူရဲကောင်းကြီးပါလားလို့ပြောရင်းနဲ့သူ့ကိုခုတ်ထားတာကြောင့်ပေါ်နေတဲ့အကွဲကြောင့်ဓာရီကိုပစ္စည်းတစ်ခုအရာဝတ္ထုတစ်ခုလိုလက်နဲ့ဆုပ်ကင်လိုက်ပါတယ်ဆက်ပြီးတော့မင်းက space ကိုတောင်ထိုးခွဲနိုင်တာပဲဒီသားချက်ကြောင့်မေကံကြမ္မာအကြောင်းအကျိုးဖြစ်တဲ့နေ့တိုင်းဖြစ်လာတော့မေနှစ်ကြိမ်စင်းအသက်တွင်းခံခဲ့ရတဲ့အဖို့စတယ်ကောင်ကြီးရဲ့ခန္ဓာကိုယ်နဲ့ဝိညာဉ်လောကကိုတောင်ခုတ်ဖြတ်ထိုးခွဲနိုင်စွမ်းရှိတဲ့ဓာချက်တွေရဲ့ပေါင်းစည်းမှုကြောင့် ကဘာတိရဲ့တကားကြီးကပွန့်လာပြီဆိုပြီးဖမ်တူကဓာချက်တွေကိုဂန်နေရှ်ကရဲ့ခန္ဓာကိုယ်ပေါ်တင်ပေးလိုက်တာကြောင့်မျက်နှာပြင်နှစ်ချမ်းကွဲသွားပါတယ်။ဘလောက်ကြီးမားတဲ့ဂန်နေရှ်ကရဲ့ခန္ဓာကိုယ်ကြီးဟာနှစ်ချမ်းကွဲသွားပြီးမြူကိုအိမ်နဲ့အတူထူးဆန်းတဲ့လေပြင်းတိုက်ခိုက်တာကိုပါခံစားလိုက်ကြရပါတယ်။တစ်ဆက်တည်းမှာပဲအဲ့လေပြင်းနဲ့အတူတာယာကြည်ရဲ့ခံစားမှုတမျိုးကိုလည်းခံစားလိုက်ရပါတယ်။ဒီတောက်ပါတဲ့အလင်းရောင်နဲ့လေပြင်းကြီးဟာဒေသအသီးသီးနေရာအသီးသီး ကဘာတဝမ်းစီကိုပြန်သွားပြီးတော့ gas တို့လည်းဒါကိုခန်းစားလိုက်ရပါတယ်။ဘာရီဖြစ်နေလဲဆိုပြီးတော့ gas တွေးလိုက်မိပါသေးတယ်။တကဘာလုံးကိုအဲ့အလင်းနဲ့လေပြေကြီးကဖြတ်တန်သွားပြီးတစ်ဆက်တည်းမှာပဲဒေတာတီးတီးမှထူဆန်းတဲ့ຢာတွေဖြစ်လာပါတယ်။ဒန်နာကြီးရေထဲမှာပဲကြာပုခဲ့တဲ့ unicorn တွေအဲ့ unicorn တွေကိုအမဲလိုက်နေတဲ့ခေါင်းဆယ်လုံးပါတဲ့မွေငကားကြီးတွေမြင်နေကြမဟုတ်တဲ့ငှက်လိုလိုမှင်စာလိုလိုကောင်းငင်မြန်တဲ့ဝါတွေပြီးတော့၆ခုတွေမြေဓုတွေထဲမှာနှစ်ပေါင်းများစွာအိတ်ဆက်နေတဲ့လူဘလူကြီးတွေ တော်ဝင်မျိုးနွယ်တွေရဲ့တစိမ့်တစ်ခု ဖြစ်တဲ့နဂါးကြီးတွေပြီးတော့ဟိုးရှေ့ကတွေ့ခဲ့ဘူးတဲ့မင်းစာအုပ်စုကြီးတွေကြောက်ကူရဲ့မင်းစာငယ်လေးတွေတင်းညာရအယိုးစုကြီးနတ်တငယ်လေးတွေနဲ့လူတွေအပြင်မှာတစ်ခါမှလက်တွေ့မမြင်ဘူးကြတဲ့သရဝါပေါင်းစုံအောင်ပေါ်ထွက်လာကြပါရဲ့နတ်သမီးပုံမြင်နေပါဇက်ရာဇဝင်တွေထဲမှာပဲကြားဘူးခဲ့ကြတယ်လူသားတွေအားလုံးတွေ့ချင်မြင်ချင်တဲ့သရဝါဇန်းတွေအပြည့်နဲ့စိတ်ကူးရင်ကပါဖန်တီရှာကြီးကပေါ်ပေါက်လာခဲ့ပါတော့တယ်ပြီးတော့တစ်ဆက်ထဲမှာပဲ ဂန်နစ်ကာရဲ့အပေါ်ပိုင်းခန္ဓာကိုယ်ကြီးကတစ်ကိုင်းနေဖြစ်ခွဲပြားထွက်ကုန်ပြီးခြေထောက်ကြီးနှစ်ချောင်းကတော့ပင်စည်နှစ်ခုအပြစ်နဲ့ကြောင်းလင်းပုံစံလိမ်ပတ်ထားပြီး astral energy ဝိညာဉ်စွမ်းရည်နေပြည့်နေတဲ့ wall tree ဖြစ်တည်သွားပါလေဒါလိုပြောင်းလဲမှုကြီးကိုအားလုံးကအံ့ဩတကြီးငေးမွန်းနေတော့မှကလေးလေးတယောက်ကထူးဆန်းတဲ့အရာတစ်ခုကိုမြင်ရလို့ညွန့်ပြလိုက်တော့အားလုံးရဲ့အကြည့်တွေကအဲ့ကိုရောက်သွားပြန်ပါလေပြောင်းလက်တောက်ပနေရေအီယာမမြို့တော်ကြီးတခုကဘလိုင်းပေါ်လာတာမူအားလုံးပူအံ့ဩသွားကြရပါသေးတယ် မြို့ကြီးရဲ့ရုပ်ထုတွေအဆောက်အဦအပြင်စင်တွေကတော်တော်လက်ရမြောက်ခံလာပြီးတရုတ်ကားတွေကနက်ပြည်ရဲ့နဲ့တောင်သွားတူနေပါသေးတယ်။သိန်းငယ်ရုပ်ထုတွေအတောင်မှန်ပုံနေရန်ပပုတွေကြောင့်ဒီမြို့က Griffith တွေဖြစ်တည်လာရဲဆိုတော့တိတာလွန်းပါလေ။ဒီမြို့ကြီးကိုမြင်လိုက်တော့ဝင်းကြီး Force ကမဖြစ်နိုင်တာ။ဒါရာဇဝင်တွေရဲ့မှာကြာပူးခဲ့တဲ့ဝင်းတန်းမြို့အောက်မှာလွင်ခဲ့တဲ့နှစ်ပေါင်းများစွာရဲ့နစ်မြုပ်နေတဲ့ဒန်နာဟီလာမြို့တော်ကြီးလာဆိုပြီးသူကြာပူးတာနဲ့ရှင်တွေးကြည့်နေပြီးမြို့ကြီးကကြီးလိုက်တာ အဆောက်အုံနေဘဘူးလက်ရာတွေကလည်းလူလုထားတာနဲ့တော့မတူလှလိုက်တာဆိုပြီးတော့တယောက်တစ်ပေါက်တန်ဒီထွက်နေကြပါတယ်ပုတ်ဟမ်းမင်းရတော့ Griffith ဘိုးမနေကြကုန်ဖြစ်တာကြောင့်ဒီမြို့ကြီးကကြီးကျယ်ခမ်းနားလွန်းလာတယ်ဒါတိုင်းငယ်ကိုရန်အုတ်ချုပ်မင်းပြုစင်းနဲ့ကဘာတည့်ရမြို့တော့ပဲဒီမြို့ကြီးကတိုင်းငယ်ရမြို့တော့ဖေခွန်နီယာပဲဆိုပြီးဟစ်ကျွေးလိုက်ပါတယ် Ganesh ကိုတုတ်တင်ပြီးပြန်လာတဲ့ Griffith က Sort G ကိုစီးပြီးမြို့စီကိုဥဆောင်သွားတော့နောက်ကနေဝင်းတန်းမြို့သားကြီးစစ်သားကြီး အပေါ်စတဲလူသားတွေအားလုံးလိုက်လာကြပါတယ်ပြောဖို့မိနေတာဂန်နီစကိုင်းဝေါ်ထရီဖြစ်ပြောင်းသွားသလိုသူ့စီကပေါက်ဖွားလာတဲ့မွန်စတာငယ်စားလေးတွေကလည်းတစ်ပင်အုပ်လေးဖြစ်ပြောင်းသွားပါသေးတယ်အခုဆိုရင်တော့ X-ray energy အပြည့်ရှိနေတဲ့ဝေါ်ထရီရဲ့ခြေရင်းမှာလှပခံလာတဲ့ Faconia ဆိုတဲ့မြို့တော်ကြီးပေါ်ထွန်းလာပြီး Griffin May လို့ကတော့ကောင်းစားတဲ့ကောင်းစားလာနေပါတယ်ကျွန်တော်တင်တဲ့ဗီဒီယိုတွေကို VPN ခံပြီးကြည့်ပေးရတယ်ကျွန်တော်အများကြီး support ပေးရရောက်ပါတယ် ကျွန်တော်ရဲ့ဗီဒီယိုသဘောကျရဆိုရင် like and share လေးလုပ်ပြီး channel ကိုလည်း subscribe လုပ်ပြီးသွားကြပါဦးပြီးတော့ပင်ကွင်းမှာချထားတဲ့ Facebook page ကိုလည်း follow လေးလုပ်ပေးကြပါဦး